မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတကွာစမ်းစစ်ကြည့်ဖို့ရွေးထားတဲ့အကြောင်းအရာကတော့လေဓမ္မတိချာနဲ့မှာတော်တော်များများကအားအပြည့်ဝဆုံးအရေးပါဆုံးလို့သတ်မှတ်ထားကြတဲ့ရောမဩဝါဒစာအခန်းကြီးရှိပါပဲဟုတ်ကဲ့ခင်ဗျာဒီနေ့ဆွေးနွေးမှုအတွက်အချက်အလက်တွေကိုတော့ The Wise Believers အဖွဲ့ကပြင်ဆင်ပေးထားတာပါရှင်ဒီအခန်းထဲကလွန်မြောက်ခြင်းအဲလုံကြုံစိတ်ချရတဲ့အာမခံချက်နဲ့မတုံလုံးနိုင်တဲ့မျော်လင့်ခြင်းအကြောင်းတွေကိုနည်း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 လေ့လာကြည့်ကြအောင်ဟုတ်ပါတယ် ယောမအခန်းကြီး၈ကတကယ်ကို အလဲပြောင်းထုခုလို့ပြောလို့ရပါတယ်အခန်းခွန်မှာတွေ့ခဲ့ရတဲ့အဲ့ဒီကိုအတွင်းစီထဲကဆွေးငင်မှုတွေဟုတ်ကဲ့မလားဟုတ်ကဲ့ယုံကံမှုတွေအဲမနာကိုတီလီယန်နဲ့မလွတ်နိုင်တဲ့ယုံကံမှုတွေကနဲ့လုံးဝလွတ်မြောက်ပြီးတော့ခိုင်မာတဲ့လုံးကြောင့်မှုစီကိုဘလို့ကူးပြောင်းသွားတယ်လေဆိုတာကိုရှင်းရှင်းလင်းလင်းပြထားတဲ့အခမ်းပါ ီကနေ့ဒီခီကိုအတူတူစွာကြည့်ကြတာကောကောင်းပါပြီပထမဆုံးအပိုင်ငယ်တစ်ကနေ့လေးကိုကြည့်လိုက်တာနဲ့တကယ့်ကိုအားရှိစရာစကားနဲ့စထားတာတွေ့ရတယ်နော်ထိုကြောင့်ယခုတွင်ယေရှုခရစ်နဲ့ရှိတော်သူတို့ဒီအပြစ်စီရင်ခြင်းကိုမခံရတဲ့ဟုတ်ကဲ့ဒါကတူတူလေးအားကောင်းတဲ့ကြီးညာချက်ပဲဒါပေမဲ့လေတခါလေတိုးတိုင်းအမားလုံးမိရခဒါမှမဟုတ်အတိတ်ကအပြစ်တွေကိုပြန်တွေးမိတဲ့အခါဒီအပြစ်စီရင်ခြင်းမခံရဆိုတာကို လက်တွေ့ဘဝနဲ့ဘလို့ဆက်ဆက်နားလေရမလဲအဲ့ဒါကနည်းနည်းစဉ်းစားစရာဖြစ်တတ်တယ်ရှင်အဲ့ဒါတကယ်အရေးကြီးတဲ့မေးခွန်းပါပဲဒီအဖြစ်စီရင်ခြင်းမရှိဆိုတာကလေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကောင်းနေလို့ဒါမှမဟုတ်ကိုယ်ခံစားချက်ကအဖြစ်ကင်းတယ်လို့ဖြစ်နေလို့မဟုတ်ဘူးဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုပါတယ်တင်းကျမ်းစာကရှင်းပြတာကဒါဟာယေရှုခရစ်နဲ့ရှိချင်းကြောင့်ဖြစ်တဲ့နောက်ဆက်ရှင်းပြတာက ခရစ်တော်၌ရှိသောအသက်ရှင်ခြင်း၏ဝိညာဉ်တော်၏ဥပဒေက အပြစ်နဲ့တေးချင်းဤဥပဒေကနေလွတ်မြောက်စေပြီးရဲ့အဲ့ဒီဥပဒေနှစ်ခုကဘယ်လိုမျိုးလဲဒီနေရာကဥပဒေဆိုတာကိုတဘာဝတရားနှီးယုံတယ်လို့စဉ်းစားကြည့်လို့ရတယ်ကဘာဆွေငင်အားကအရာအလုံးကိုအောက်ဆွဲချတယ်လို့မျိုးပေါ့အပြစ်နဲ့တေးချင်းတရားကကျွန်တော်တို့ကိုဝိညာဉ်ရေးရမှာအောက်ကိုဆွဲချတယ်ပျက်စီးခြင်းစီကိုဥဒီစေတယ်ဟုတ်ကဲ့ဒါပေမဲ့ လေယာဉ်ပြန်ရဲ့အင်ဂျင်နဲ့တောင်ပါနေကဆွဲငင်အားကိုအန်သူသည်အပေါ်တတ်နိုင်သလိုပဲအသက်ရှင်ငင်ဝိညာဉ်တော်တရားကခရစ်တော်အားဖြင့်အပြည့်ရဲ့ဆွဲအားကိုကြော်လွှားနိုင်တဲ့တန်ခိုးကိုပေးတယ်ဆရာပညာတရားကဘာမှန်းလဲဆိုတာပြနိုင်ပေမဲ့အဲ့ဒီအတိုင်းလိုက်လျှောက်ဖို့ခွင့်အားမပေးနိုင်တဲ့ခွက်လက်ကိုဖျားသခင်က သူ့သားတော်ကိုဆေလွသည် အပြစ်ဖြေရစေဖြစ်စေခြင်းအပြင်ဖြည့်ဆည်းပေးလိုက်တာပါအဲ့ဒီဥမာကတော်တော်ရှင်းလင်းပါတယ်ရှင် ဆလိုရာကလွတ်မြောက်မှုကကိုစူးစမ်းမှုအပေါ်မှာမူတည်ရမဟုတ်ပေခရစ်တော်ကလွတ်ဆောင်ပြီးခဲ့တဲ့အရာနဲ့ဝိညာဉ်တော်ကပေးတဲ့အသက်အသစ်ပေါ်မှာမူတည်တယ်ကောလို့အတိရကြပါပဲဒါကိုနားလေလက်ခံနိုင်ရဲ့အပြစ်တင်ခံရခြင်းဝန်ချုပ်ဝန်ပိုးကနေတကယ်လွတ်မြောက်နိုင်မှာပဲကဲဒီလိုအပြစ်စီရင်ခြင်းကနေလွတ်မြောက်ပြီဆိုရင်ဘလို့အသက်ရှင်သွားမလဲအဲ့ဒီမိခွန်းကအလိုလိုပေါ်လာတာပေါ့ဟုတ်ပါတယ် ဒါကကျမတို့ကိုအပိုင်းကကားကနေစခွန်ကိုခေါ်သွားပါတယ်ဒီမှာဇာတိပကတိစိတ်နဲ့ဝိညာဉ်တော်စိတ်ဆိုတဲ့အကြောင်းတွေပါလာပြီဒီနှစ်ခုကဘလို့ကွာချပြီးကျမတို့ရဲ့နေ့စဉ်အတ္တတာကိုဘလို့ပုံထွင်းနေပါသလဲရှင်ဒီဖွေးချမှုကအခန့်တရှိရဲ့အဓိကအချက်တစ်ချက်ပါပဲဇာတိပကတိစိတ်ဆိုတာကလူရဲ့မူလတဘာဝဟိုကိုယ့်အလိုဆန္ဒကိုပဲဗဟုပြည့်တဲ့စိတ်တဘောထား ဖျားတခင်ကိုထိမစင်းစားတဲ့ attention ပုံကိုရည်ညွှန်းတာပေါ့ဟုတ်ကဲ့အဲ့ဒီစိတ်စားအစုံးမတေးချင်းဆိုလိုတာကဖျားတခင်နဲ့ကင်းကွာချင်းဝိညာဉ်ရေးရပျက်စီးချင်းကိုပဲဦးတည်တယ်ဘာလို့လဲဆိုတော့အဲ့ဒီစိတ်ကဖျားတခင်ရဲ့ပြညာကိုမနာခံနိုင်ုံတင်မကားဘူးမနာခံခြင်းဘူးဖျားတခင်နဲ့ရန်ပက်ဖြစ်နေလေလို့ဆိုထားတယ်အေးဒါပေမဲ့ဝိညာဉ်တော်စိတ်ကတော့လုံးဝစန့်ကျင်ပဲပဲဒါကတန်ရှင်းသောဝိညာဉ်တော်ရဲ့ဥဆောင်မှုအတိုင်းအသက်ရှင်ခြင်း ဘုရားသခင်ရဲ့အလိုတော်နဲ့ထတ်တူကြတဲ့အရာတွေကိုစဉ်းစားကြံစီခြင်းဖြစ်တယ်။အဲ့ဒီစိတ်ကအသက်နဲ့ညင်တဲ့ခြင်းကိုစောင့်ခြင်းပြေးတယ်။ဒီနေရာမှာအထူးခြားဆုံးအချက်ကဘုရားသခင်နဲ့ဆက်ဆံရေးပြောင်းလဲသွားတာပဲ။ဟုတ်ကဲ့ကျွန်တော်တို့ကကြောက်ရွံ့ခြင်းနဲ့အစီခံတယ်လို့ဆက်ဆံရမယ့်အစားဘုရားသခင်ကို အပ္ပခမေရောလို့ယဉ်ယဉ်နီနီခေါ်ခွင့်ရတဲ့သားသမီးတွေဖြစ်လာတယ်။ အပခမေးတော်လို့ခေါ်လိုက်တယ်ဆိုတာဒီကေကိုနှဆိုင်နဲ့ဖြောင်းလိုက်ပဲနော်။ကျုံဘွားကနေတာသမီဘွားကိုရောက်သွားတယ်လို့ပဲ။ဒါကဥပရိယတမချက်တသက်မဟုတ်ပဲတကယ်အသွင်းစိတ်ခံစားမှုယဉ်ညီမှုမျိုးကိုပြောနေတာလားရှင်။ကျမတို့ရဲ့ကြောက်ရွံ့တဲ့စိတ်အစာတာသမီဖြစ်ချင်းရဲ့စိတ်ဓာတ်ကိုဝိညာဉ်တော်ကပေးတယ်ဆိုတဲ့သဘောမျိုးလား။အတိအကျပါပဲ။အပဆိုတာအရမိတ်ဘာသာစကားမှာခလီတယောက်ကသူ့အဖေကိုယဉ်ယဉ်နီနီချစ်ခင်စွာခေါ်တဲ့အခေါ်အဝေါ်မျိုးလေ။ Daddy လိုမျိုးပါ။ ။အော်ဟုတ်ကဲ့။ဒီလိုခေါ်နိုင်မင်းကိုဝိညာဉ်တော်ကယုံကြည်သူရဲ့စိတ်နှလုံးထဲမှာဖြစ်ပေါ်စေတာ။ဒါဟာပြသခင်နဲ့ကြောက်စရာတခင်ကျွန်ဆက်ဆံရေးမဟုတ်တော့ပဲချစ်ချင်းမေတ္တာနဲ့ပြေဝတဲ့ဖခင်သားသမီးဆက်ဆံရေးဖြစ်လာပြီဆိုတဲ့ခိုင်မာတဲ့အတွင်းသက်သေပဲ။ဒီဝိညာဉ်တော်ကပဲကျွန်တော်တို့ကိုလမ်းပြတယ်။ဇာတိပဂတိရဲ့အလိုဆန္ဒတွေကိုစန့်ကျင်တိုက်ခိုက်ထိုးခွန်အားပေးတယ်။ဖျားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်နိုင်အောင်ကူညီပေးတယ်။ ဒါကြောင့်ကိုခွန်အားကိုအားကိုမဲ့အစားဝိညာဉ်တော်ရဲ့တန်ကိုကိုနေ့စဉ်မြည်ခိုးဖို့လိုအပ်ကြောင်းဒီအပိုင်းကအလေးပေးတင်ကြားနေတာပါဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့သားသမီးဖြစ်ခြင်းရဲ့ယဉ်ညိမှုကတကယ်ကိုအားရှိစရာပဲရှင်ဒါပေမဲ့ဒီလိုဝိညာဉ်တော်နဲ့အသက်ရှင်နေရင်တောင်ဘဝမှာ ခက်ခဲမှုတွေနာကျင်မှုတွေဟိုဆင်းရဲဒုက္ခတွေကြုံတွေ့နေရတော့မလဲဒါကိုရုပ်ဘလို့နားလဲရမလဲဟုတ်ကဲ့ဒီမိခွန်းကကျမတို့ကိုအငယ်ဆက်ရှိကနေ30ကိုခေါ်ဆောင်ပေါ်ပုံရတယ် ီအပိုင်းမှာမျောလင့်ခြင်းအကြောင်းကိုအထိကထားပြောထားတယ်နော်ဟုတ်ပါရဲ့ပေါင်လူကလက်တွေ့ဘဝကို မျက်ကွယ်မပြုပါဘူးသူကယခုကာလ၌ကျွန်ုပ်တို့ခံရသောဆင်းရဲဒုက္ခသည် နောင်မပေါ်လန်တော့သော ဖုံးအသေးရင်ဤရှင်ထိုက်ခြင်းမရှိလို့ဆိုတယ်ဒါကဆင်းရဲဒုက္ခကိုရှော့ပေါ်တွေ့တာမဟုတ်ဘဲအနာဂတ်မှာခရစ်တော်နဲ့အတူရရှိမဲ့ဖုံးအသေးရီကအတိုင်းအဆမရှိ ကြီးမြတ်လွန်းလို့နှိုင်းရှင်လို့တောင်မရဘူးလို့ပြောနေတာပါ။อืมစိတ်ဝင်စားဖို့ကောင်းတာကလူသားတွေချင်းမကဘူး။ဖန်ဆင်းခံလောကကြီးတစ်ခုလုံးကလည်းအပြင့်ရဲ့ကျင့်ခြင်းအောက်မှာမြေတန်းနေပြီးဖျောသခင်ရဲ့သားသမီးတွေဖုံးထင်ရှားမဲ့အခြင်းကိုတောင်းတဆောင်မြော်နေတယ်လို့ဆိုထားတယ်။ဟုတ်လား။လောကကြီးကပါလား။ဟုတ်ပါတယ်။လောကကြီးကသူ့ရဲ့မူလဆုံးလင်ခြင်းစီကိုပြန်သွားခြင်းနေတယ်လို့ပေါ့ဒီကြားထဲမှာ ကျွန်တော်တို့အားနေပြီးဘလို့စူတောင်းရမှမတိတဲ့အခါအဲဝင်းညင်းတော်ကိုယ်တိုင်ကစကားနဲ့ပေါ်ပြလို့မရတဲ့မြေတန်းချင်းအဖင်ကြားဝင်စူတောင်းပေးတယ်ဆိုတာကလည်းအလိုနဲ့တင့်စရာကောင်းတဲ့ချက်ပါဖန်ဆင်းခံလောကကြီးကပါ မျောလင့်တောင့်တနေတယ်ဆိုတာကတော်တော်ကြေပြန့်နေရှုထောက်မယ်နော်ပြီးတော့အဲ့ဒီချမ်းပိုက်28အဲ့ဒါကတော်တော်များများကြာဘူးကြောင့်မထင်နဲ့ရှင်။ဖျားသခင်ကိုချစ်ကြည်ကိုရရရွယ်ချက်အတိုင်းခေါ်ရမူခြင်းကိုခံရတော့သူတို့အား ခသိန်းသောအရာတို့တီကောင်းကျိုးဖြစ်စေရန်အတုတကွအလုံးလောက်တီဆိုတာလေဟုတ်ကဲ့လူတိများတဲ့အငယ်လေးပါဟုတ်ကဲ့ဒါကိုတော်တော်များများကအာယူစရာအဖြစ်မှတ်ယူကြတယ်ဒါပေမဲ့တခါလေးနားလည်မှုလွဲနိုင်တလားရှင်ကောင်းကျိုးဆိုတာဘာကိုဆိုလိုတာလဲအဲ့ဒါကနည်း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 ဆင်ခြင်ရမယ်ချက်ပါပဲကောင်းကျိုးဆိုတာလောကမြင်ရအမြဲတမ်းတတုံတတရှိခြင်းကျမ်းမာခြင်းချမ်းသာခြင်းအစဉ်ကြေခြင်းကိုဆိုလိုတာမဟုတ်ပါဘူးอืม ဟုတ်ကဲ့ရှေ့စာပေါ်ပြတဲ့အတိုင်းအတိကရည်ရချက်ကယုံကြည်သူတွေကိုတားတော်ဤပုံတန်တန်နဲ့အညီဖြစ်စေရန်ဖြစ်ပါတယ်ဆိုလိုတာကဖျားရခင်ကကြုံတွေ့ခွင့်ပေးတဲ့အခြေအနေအားလုံးကို ကောင်းတာဖြစ်စေဆိုးတာဖြစ်စေသူ့ကိုချစ်တဲ့သူတွေရဲ့စားရိတ်တာကိုတန့်စင်ဖို့ခရစ်တော်နဲ့ပို့တူလာစေဖို့သူရဲ့ထာဝရအကြံအစီတော်ပြည့်စုံဖို့အတွက်အပြုံသိအပြူဆုံးမြောက်ပြီးအပြူ ပြုံးတမ်းရှူအောင်ဖြူမြောင်းဖြူဆက်ဖြူအောင်ပုံကြည်ရင်ဖျားတခင်ကသူ့ရဲ့ထာဝရအကျမ်းစီတော်ပြည့်စုံဖို့အတွက်အသုံးပြုတယ်ဆိုတဲ့အထိပဲပါ။အော်။ဒါကိုရွှေကြိုးကွင်း Golden Chain လို့တင်စားခေါ်ဝေါ်တဲ့ကေတင်ချင်းအစီအစဉ်နဲ့ဆက်ဆက်ပြီးနားလည်နိုင်တယ်။ဖျားတခင်ကအစာအုပ်ကလေးကကြိုတင်တိမှတ်တဲ့ Fornon ကြိုတင်ရွေးခေါ်တဲ့ Predestine ခေါ်တော်မူတဲ့ Called ဖြောင်းမတ်စေတဲ့ justified နောက်ဆုံးမှာဘုံထင်ရှားစေတဲ့ glorified အစင့်တွေအများကြီးပဲနော်ဟုတ်ပါတယ်ဒီအစင့်တွေဟာတစ်ခုနဲ့တစ်ခုခိုင်မာစွာချိတ်ဆက်နေတဲ့ဘယ်တော့မှမပြတ်တောက်တဲ့ခွင်းဆက်တစ်ခုလိုပဲ ဘုရားသခင်စတင်ခဲ့တဲ့ကယ်တင်ခြင်းအမှုကိုအဆုံးတိုင်းအောင်တေချာပေါက်ပြီးမြောက်စေမယ်ဆိုတဲ့အာမခံချက်ပါယံအောင်လုံးကိုဖျောတခင်ကသူ့ရဲ့ကောင်းမြတ်တဲ့ယူရဲချက်တို့အသုံးပြုနေတဲ့နောက်ဆုံးပန်းတိုင်ကခရစ်တော်နဲ့ပုံတံတူဖို့ဆိုတာကစီးရဲဒုက္ခကိုရှုမြင်တဲ့ကျမတို့ရဲ့အမြင်ကိုပြောင်းလဲစေနိုင်ပါတယ်ရှင်ဒီလိုမျိုးလင့်ချက်နဲ့ကယ်တင်ရှင်ရဲ့ခိုင်းမာတဲ့အစီအစဉ်ကိုနားတယ်ပြီးတဲ့နောက်အခန်းရဲ့အဆုံးပိုင်းငယ်37ငယ်39အဲ့ဒါကဒီထက်ပိုအားကောင်းတဲ့အခိုင်အမာဆုံးကြွေးကြော်တဲ့အဆုံးသက်သာပုံရတယ်နော်အမှန်ပါပဲ ဒီပိုင်းကတကယ်ကိုအောင်ပွဲခံတီချင်းလို့ဖြစ်နေပါတယ်။ဖျားတခင်ဒီငါတို့ဖက်လိုက်ရှိတော်မူလင်အဖေသူဒီငါတို့ကိုစန့်ကျင်ပဲပြုနိုင်မင်းနီဆိုတဲ့စင်ခေါ်မူမေကုန်နဲ့စတင်တယ်။ဟုတ်ကဲ့ကိုသားတော်ရင်ကိုတော့မနှမြောပဲကျွန်တော်တို့အားလုံးသက်စွန့်တော်မူတဲ့ဖျားတခင်ကတခြားရအားလုံးကိုလည်းမပေးပေးနေမလားလို့မေကုန်ထုတ်တယ်။ဘသူကဖျားတခင်ရွေးကောက်ထားသူဒီကိုတရားစွဲနိုင်မလဲ။ဘသူကအပြစ်လို့စီးငင်နိုင်မလဲ။အဖေကတော့ဘသူမှမလုပ်နိုင်ဘူး။ဘာလို့လဲရှင့်။ဘာလို့လဲဆိုတော့ဖျားတခင်ကိုယ်တိုင်ကဖြောင်းမတ်တယ်လို့ တတ်မှတ်ဒီခရစ်တော်ကိုယ်တိုင်ကကြားဝင်အတနာခံပေးနေလို့ပဲပြီးတော့ဆက်ဖက်သွားရင် ပို့ပြီးအာရှိစရာကောင်းလာရင်စင်ရဒုက္ခပေးတံနှိမ့်ဆက်ညီပန်းခြင်းအစာငတ်မှုခြင်းအဝတ်အချီးရှိရှိခြင်းဘေးရန်တွေထားပေးအဲ့လိုစဉ်းစားလို့ရနိုင်တဲ့အစိုးဆုံးအခြေအနေတွေကိုစင်ရင်လုထားပြီးတော့ဟုတ်ပါတယ်အဲ့ဒီအရာတွေတစ်ခုမှကျမတို့ကိုခရစ်တိုရဲ့မေတ္တာတော်ကနေမခွဲခွာနိုင်ဘူးလို့ညင်ညာထားတယ်နော်ဟုတ်ပါတယ်အဲ့ဒီမှာတုံလာတဲ့စကလုံးကပိုးတောင်အာကောင်းနေတယ် ကျွန်တော်တို့ကဒီအရာတွေအားလုံးမှာရွရွအောင်နိုင်သူတွေမဟုတ်ပဲအောင်နိုင်သူထက်တာလွန်တော်သူ more than conquerors ဖြစ်တယ်လို့ဆိုတယ်အောင်နိုင်သူထက်တာလွန်တော်သူအဖေဆိုလိုတာကဒီအခဲခဲတွေကြားထဲမှာရှုံးနေသွားမဲ့အစာ ပြားထင်တန်ကိုတော်အားထင်အဲ့ဒီအရာတွေကိုကြော်လွားပြီးဝိညာဉ်ရေမှာပိုလို့တောင်ခိုင်မှကြီးထွားလာနိုင်တယ်ဆိုတဲ့သဘောပါအဆုံးသက်မှာတော့တည်ခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်တွေဖြစ်စေနတ်ဆိုးတွေဖြစ်စေ ပစ္စုပန်ရေးဖြစ်စေအနာဂတ်ရေးဖြစ်စေဘေရန်ကို အာနာဖြစ်စေအမြင့်ဆုံးဖြစ်စေအနတ်ဆုံးဖြစ်စေဖန်ဆင်းခံထားတဲ့ဘေးရာကမှဘေးရာကမှငါတို့ကိုငါတို့သခင်ယေရှုခရစ်၌ရှိသောဘုရားသခင်မေတ္တာတော်နဲ့မခွဲခွာနိုင်ဘူးလို့အခိုင်အမာဆိုထားတယ်။ဒါကတော့အဆုံးစွန်သောလုံခြုံမှုအာမခံချက်ပါပဲ။ တကယ်ကိုအံ့ဩစရာအဆုံးတက်ပါပဲရှင်ဒီလောက်ခိုင်မာတဲ့အာမခံချက်ကိုတကယ်ယုံကြည်လက်ခံနိုင်ရင်ကျွန်တော်တို့ရဲ့ကြောက်ရွံ့မှုတွေစိုးရင်ပူပေါင်းမှုတွေအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာစဉ်းစားစရာပါ ဟုတ်ကဲ့ဒီနိုအားလုံးကိုလွှမ်းခြုံနိုင်တဲ့အမခံချက်မျိုးကနေ့စဉ်ဘဝရဲ့စိန်ခေါ်မှုတွေကြားထဲမှာခိုင်မာတဲ့ကြောက်ဆောင်လို့ဖြစ်နိုင်ပါတယ်။ကောင်းပြီဒီလောက်အားကောင်းတဲ့အသေးပါပြေဝါတဲ့အခန်းကြီးကနေဒီနေ့ခေတ်ယုံကြည်သူတွေအတွက်လက်တွေ့ကျကျဘာသင်ခန်းစာတွေစင်ကျင်စရာတွေယူသွားနိုင်မလဲဆိုတာကို ပြန်ပြီးစူးစီးကြည့်အောင်ရှင်။ The wise believers ကနှစ်ချုပ်ထားတဲ့အချက်လေးတွေကိုအခြေခံပြီးဆွေးနွေးကြည့်ကြတာပေါ့။ပထမဆုံးအချက်ကဘာဖြစ်မလဲရှင်။ ပထမဆုံးနဲ့ခြေခင်အကြဆုံးကတော့အငယ်အိမ်မှာဖော်ပြထားတဲ့အပစ်စီရင်ချင်းလုံးဝမရှိဆိုတဲ့အမှန်တရားကိုကိုယ့်အတ္တသာအတွက်လက်ခံဖို့ပါပဲ။ဒါဟာအတိတ်ကအမားတွေကြောင့်ဖြစ်ပေါ်လာတဲ့အချက်တရားကိုကိုကိုတန်ဖိုးမရှိဘူးလို့ခံစားရတဲ့ခံစားချက်တွေဖျားသခင်ရှေမမရောက်ဝင့်တဲ့စိတ်တွေကနေလွတ်မြောက်စေတယ်။ဟုတ်ကဲ့ဒီလွတ်မြောက်မှုက ဖျားသခင်နဲ့ပွင့်လင်းရင်းရင်စွာဆက်ဆံနိုင်ဖို့နဲ့အမားလို့မိရင်တော့ဝင်းချတောင်းပန်ပြီးပြန်စားနိုင်ဖို့ခွန်အားပေးပါတယ်။ဒုတိယအချက်ကတော့ကျမထင်တာဝิญญီနော်နဲ့အသက်ရှင်ခြင်းနဲ့ဆိုင်မယ်ထင်တယ်ရှင့်။ဟုတ်ပါတယ်။ဒုတိယအချက်ကဝิญญီတော်ရဲ့ဥဆောင်မှုကို နေ့စဉ်ဘဝမှာအမှန်တကယ်အားကိုးမိခိုးဖို့ပါ။ကျွန်တော်တို့ရဲ့ဇာတိပဂတိစန္ဒရီလောကရဲ့သွေးဆောင်မှုတွေကိုကိုယ်ခွန်အားနဲ့တိုက်ထုတ်ဖို့ကြိုးစားတာဟာအခန်းခွန်နေမှာပြခဲ့တယ်လို့မအောင်မြင်နိုင်ပါဘူး။ဟုတ် 勇敢勇ပဲဖြစ်နေမှာဟုတ်ပါတယ်အခန်းရှိကပြတဲ့လမ်းကတော့ကိုယ်အတွင်းမှာကိန်းဝင်နေတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့တန်ကိုကိုအာကိုကြီးဇာတိပဂတိအချင်းတွေကိုသိစေခြင်းဖြစ်ပါတယ်ဒါဟာတကြိမ်တည်းလို့ရတယ်ရမဟုတ်ပဲနေ့စဉ်စကတ်အနမှု နားထောင်မှုနားခေါမှုလိုအပ်တဲ့လုပ်ငန်းစဉ်တစ်ခုပါတတိယချက်ကတော့ခက်ခဲတဲ့ခြေနေတွေနဲ့ပတ်သက်ပြီးခုနဆွေးနွေးခဲ့တဲ့ချက်ဖြစ်မယ်ထင်တယ်နော် ခတ်သိမ်းတော့အရာတို့ကောင်းချိုးဖြစ်စေရန်အတူတကွအလုပ်လုပ်တယ်ဆိုတဲ့ကတိတော်ကိုယုံကြည်စိတ်ချဖို့ဆိုတာလားရှင်မှန်ပါတယ်ဘဝမှာနားမလည်နိုင်တဲ့ဆုံးရှုံးမှုတွေနာကျင်စရာတွေမမြတ်တဘူးလို့ထင်ရတဲ့အခြေအနေတွေကြုံလာတဲ့အခါဘုရားသခင်ကထိမ့်ချုပ်မှုလလွတ်ထွားတာမဟုတ်ဘူးသူကအိပ်ပျော်နေတာမဟုတ်ဘူးဆိုတာကိုယုံကြည်ဖို့ပါအင်းသူကဒီဖြစ်ပြတဲ့အားလုံးကိုသူ့ရဲ့ကောင်းမြတ်တဲ့အကြံစီတော်ပြည့်စုံဖို့အထူးသဖြင့်သူ့ကိုချစ်တဲ့သူတွေကို ခရစ်တော်နဲ့ပုံတရံတူပုံတွင်ဖို့အတွက်အတုံးပြုနေတယ်ဆိုရယ်ယုံကြည်စိတ်ချမှုရှိဖို့လိုပါတယ်။ဒါကလွယ်လွယ်ကူကူရတဲ့ယုံကြည်မှုမျိုးတော့မဟုတ်နိုင်ပေမယ့်ဒီကတိတော်ကမျော်လင့်ချက်မဲ့ချစ်ထဲမှာကြောက်စူးတစ်ခုလိုထင်ဆင်နိုင်ပါတယ်။နောက်ဆုံးအချက်ကတော့အခန်းရဲ့အဆုံးတန်းနဲ့တက်ရိုက်သက်ဆိုင်မှာမို့နော်။အတေချပါပဲ။ နောက်ဆုံးနဲ့အခိုင်အမာဆုံးဆင်ခြင်စရာကတော့ဖျားရခင်မပြောင်းလဲမခွဲခွာနိုင်တဲ့မေတ္တာတော်ထဲမှာကိုကလုံးဝလုံခြုံစိတ်ချရတယ်ဆိုတဲ့အတ္တတရားနဲ့အသက်ရှင်ဖို့ပါပဲဟုတ်ကဲ့ကျွန်တော်တို့ရဲ့အခြေအနေတွေခံစားချက်တွေစွမ်းဆောင်ရည်တွေကအတက်အကျရှိနိုင်ပေမဲ့ဖျားတခင်ရဲ့မေတ္တာကတော့ခရစ်တော်ထဲမှာတည်မြဲနေတယ်ဘယ်အရာကမှဘယ်သူကမှဘယ်အခြေအနေကမှကျွန်တော်တို့ကိုအဲ့ဒီမေတ္တာကနေဆွဲထုတ်လို့မရဘူး အင်းဒီအတိတရားကစိုးရင်တော့ကဒီကြောက်ရွံ့မှုတွေအနာခက်တွေမရေရာမှုတွေကိုရင်ဆိုင်ဖို့ကြီးမားတဲ့ခွန်အားနဲ့ငင်းသက်ခြင်းကိုပေးနိုင်ပါတယ်။ဒီနေ့ရောမဝါဝရဆာအခန်းကြီး၈ကိုအတူတကွဆန်းစင်လေ့လာခဲ့ကြတာတကယ်ကိုအကျိုးရှိပါတယ်ရှင်။အပစ်စီရင်ခြင်းလုံးဝမရှိဆိုတဲ့လွမြောက်မှုကနေစပြီးဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းစိရဲဒုက္ခကြားကမျောလင့်ခြင်းနောက်ဆုံးမှာတော့ဘေးအရာနဲ့မှမခွဲခွာနိုင်တဲ့ဖျားသခင်မြစ်ထားတော့အကြောင်းတီးကျွန်တော်တို့လေ့လာခဲ့ကြပါတယ် ီနေ့ဆွေးနွေးမှုအတွက်အချက်အလက်တွေကိုဖြင်းစင်ပေးခဲ့တဲ့ The Wise Believers ကိုလည်းယေရှုတင်ကြောင်းပြောလိုပါတယ်ရှင်။ဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တွေအားလုံးတွေမှာအထူးတစ်ခြင်းအဆုံးတတ်မှဖော်ပြထားတဲ့ဖျားသခင်ရဲ့မေတ္တာတော်ထဲကနှရှောင်းပြီးမတုံ့လုံနေတဲ့လုံခြုံမှုအကြောင်းကိုထိနှံလေခြင်းကလေကျွန်တော်တို့ရဲ့မိစဉ်ဘဝမှာကြုံတွေ့နေရတဲ့စင်ခေါ်မှုတွေကိုပိုင်အားနည်းချက်တွေအနာဂတ်အတွက်စိုးရိမ်စိတ်တွေအပေါ် ထားရှိတဲ့ရှုမြင်မှုကိုလက်တွေ့ကြကြဘလို့ပြောင်းလဲစေနိုင်မလဲ။အင်းစဉ်းစားစရာပဲနော်။ဒီအာမခံချက်ကစာမျက်နှာပေါ်ကစကလုံးတွေတတ်တတ်ပေးလား။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေတုံ့ပြန်မှုတွေစိတ်ခံစားမှုတွေအပေါ်မှာ တကယ်တယောက်မှုရှိနေသလားဆိုတာကိုစက်တီစဉ်းစဉ်းစားကြည့်ဖို့အားပေးခြင်းပါတယ်။